ဘဝရရထားတာဖြစ်တယ်။ကြားနေတော့လူဘဝရထားတဲ့ကမ္ဘာတို့ဘာတွေလုံးနေတယ်လဲဆိုတာအဓိကကြားတယ်နော်။ကိုလူဘဝရတဲ့အချိန်မှာဘာတွေလုံးတယ်လဲ။တမာအပြင်လူဘဝရောက်လာလို့ရှိရင်စီဝါရှာမယ်။စားစရာစာဝတ်နေပြည့်စုံကြိုးပမ်းမယ်။ဟော တမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်အရွယ်ရောက်လာရင်အိမ်တော်ပြူကြတယ်မိသားစုဘဝမှန်တည်ကြတယ်ဒါထုံးစံလို့ဖြစ်နော်ဒါထုံးစံလို့ဖြစ်အဲ့တော့ဒီလုပ်တွေကိုပြောတာမဟုတ်ဘူးသူဘဝဖြစ်လာလို့ရှိရင်လူသားတွေရဲ့ထုံတန်းစင်လာရဘယ်နိုင်ငံကဘာလူမျိုးဘာဘာသာကိုကိုးကွယ်သူပဲဖြစ်ဖြစ် လူ့ဘဝရောက်လာလို့ရှိရင်နံပါတ်၁စီပွားရှာကြတယ်။သာဝတိပြည့်စုံလုံးလုံးကြရတယ်။အလုံးလုံးတဲ့အခါမှာကွဲပြားခြားနားမှုရှိသူစရိုက်နဲ့ကောင်းရောင်းကောင်းဝယ်ကိုကျင့်တရားမပြည့်အလုံးလုံးထာရှိသလိုကိုကျင့်တရားပြည့်ပြီးတော့တစ်ဘက်သားတွေကိုနစ်နာဆုံးရှုံးအောင်ဒုစရိုက်လုပ်ငန်းနဲ့ အသက်မွေးတာလားသူဆရာနဲ့လုပ်ငန်းနဲ့အသက်မွေးတာလားဆိုတော့ဒီနှစ်ခုကတော့ဖွဲ့ပြချမ်းသာအဲ့ဒီ क्वे ပြချမ်းသာမှုကိုကြည့်ပြီးတော့သူဆရာလုပ်ငန်းနဲ့ क्वे ပြအသက်မွေးတဲ့ပုံကိုယ်တွေဟာရှင်ဘုံရအဖြစ်ကောင်းရောင်းကောင်းဝယ်မေတ္တာစေတနာနဲ့ဆက်သားကိုထိခိုက်မှုမရှိအောင်မိမိဘဝတဝန်းတစ်ခါလှဖို့အရေးကြိုးစားကြအဲ့ဒီကြိုးစားမှုကြောင့်အကုသိုလ်တွေမဖြစ်လို့ လူဘဝမှာမိသားစုကိုတရားသဖြင့်လောကန်ဆောင်ရွက်ကျွေးမွေးသွားကြတဲ့ပုဂ္ဂိုလ်တွေဟာတရားမပြည့်ကုသကမ္မပဒတရားနဲ့ဖက်ပြီးတော့調査သွားလို့ရှိရင်တော့တည်တဲ့အခါမှာလူဘဝပြန်ရခြင်းနဲ့ရမယ်သို့မဟုတ်ဒီတဲ့မြင့်တဲ့နတ်ဘဝရောက်ခြင်းနဲ့ရအဲ့လိုမဟုတ်ဘဲနဲ့ဒုစရိုက်အလုပ်တွေနဲ့တွဲဖက်ပြီးတော့မကောင်းတဲ့အလုပ်တွေနဲ့တစ်သလုံးဝမ်းစာရှာပြီးသွားတဲ့ပုဂ္ဂိုလ်တွေကြတော့ လူ့ဘဝဆိုတာတခဏမြတာဖြစ်ပြီးတည်တဲ့ဒုက္ခရောက်တဲ့ဘုံဘဝကိုကြာဆင်းသွန်းချတာများတယ်ဒီဘုံရအလွန်များဖျားပွင့်တဲ့ခါမှာမြတ်စွာဘုရားကအသက်မမွေးသင့်ဘူးဒီလုပ်ငန်းနေနဲ့အသက်မမွေးသင့်ဘူးလို့ဟောထားတာရှိတယ်ဥပမာလက်နဲ့အယောင်းဝယ်လုပ်ပြီးအသက်မမွေးသင့်ဘူးတထဝနေစာလို့ခေါ်တယ် လက်နဲ့ရောင်းဝယ်လုပ်ပြီးတော့သရဝါတွေကိုသိစေတတ်တဲ့လက်နဲ့ကိုရောင်းဝယ်မလုပ်သင့်ဘူးမစ္ဆဝနေဆာဝိယစေဝါရောင်းဝယ်မလုပ်သင့်ဘူးတစ်ဖက်သားတွေထိခိုက်နေတာလေဝိတဝနေဆာလူတွေကိုသိစေတတ်တဲ့သရဝါတွေကိုသိစေတတ်တဲ့အစိတ်တွေအယောင်းဝယ်မလုပ်သင့်ဘူးဒါလည်းပါတယ်ပေါ့နော်နောက်တရှိသရဝါအကောင်းမလောင်နေမွေးပြီးတော့ တတ်ပြီးတော့အသားရောင်းမှုဆိုတဲ့အသားရောင်းတဲ့အရောင်းဝယ်မျိုးလည်းမလုပ်သင့်ဘူးလို့သူဆိုလို့တယ်။နောက်ဆုံးတစ်ခုကတော့ဘာလို့ဆိုရင်တတဝနေစာလူသားသရဝါကိုအရောင်းဝယ်မလုပ်သင့်ဘူးလို့ဆိုတာဒီကနေ့ခေတ်လူကုန်ကူးတယ်ဆိုတာလည်းပေါ့နော်။လူတယောက်ကိုကျုံဖြစ်ဒီကနေ့လူကုန်ကူးတယ်ဆိုတာကြတော့ရှေးခေတ်ကတော့ကျုံဖြစ်ရောင်းစားတယ်လို့ခေါ်တယ် จอผิดยาวซาเอ้อล่ะโลเวหลูกုံกู้เลยสรแล้วหลูเนี่ยบลุชาไปเมย์ลูกมะเล้งตะบะขอทวาพี่တော့ไอ้หลูเสียงวยอยู่ไล่ไปทีหลูကိုย้อมทาเลยล่ะไอ้หลูหาเนี่ยแหละไม่จ้าเจินสงขณะๆยามมาปีเด้มาตองชื่อ